ပေါင်းစတင်ကြောင်းကလေကြောင်းတိုက်ခိုက်ခံရမခွေအေပယ်စနေရနေ့မခွေတိုင်းရေတကြိုမြို့နယ်ကောင်းကောင်းကြီးစတင်ကြောင်းကိုအာနာသိန်းစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့ကြောင်းရေတကြိုတောင်ရှင်း info community ကယနေ့ညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်ယနေ့မနက်7:00ခန့်တွင်အာနာသိန်းစစ်တပ်က ပါခွန်စာတင်ကျောင်းကိုလီကျောင်းကနေတက်ခတ်ခဲ့တာကြောင့်စာတင်ကျောင်းကထိခိုက်ပျက်စီးခဲ့ပါတယ်။အဆိုပါတက်ခတ်မှုတွင်ကျောင်းသားကျောင်းသူများနှင့်မိဘများကအချိန်ပြီးဆက်ပြေးတိတ်ရှောင်နိုင်ခဲ့ကြောင်းရင်းစကြိုတောင်းရှိ info community ကပြောပါတယ်။အလုတ်သမားခွင့်ရေးချိုးပေါက်ခံရမှုများရှိပါကအဆက်အသွယ်ပေးပို့နိုင်ပါသည်။မင်္ဂလာပါရှင်။ တက်မတော်သားများအနေနဲ့အာနာသိန်းစစ်တပ်ထံမှတာဝန်ထမ်းဆောင်လို့တော့ပဲပြည်သူရင်ဝင်ကို ခုလုံလို့ပါကကျမတို့ရဲ့မမေ့ရင်ခွင် Mother Embrace Foundation ကနေជួយဆိုပါတယ်ရှင်ကျမတို့ဖွဲ့အနေနဲ့ပြည်သူဘက်ကိုခုလုံလာတဲ့တက်မတော်သားတိုင်းကိုအနေအဆုံအသက်ရှင်သန်ခွင့်အတွက်အာမခံချက်ပေးပါတယ်ရှင်သေးသေးဆက်သွယ်လိုပါက Facebook ဆောင်မျက်နှာဖြစ်တဲ့ Mother and Brace Foundation နဲ့ Viber နံပါတ်ဖြစ်တဲ့ +669 450277707နဲ့ signal နံပါတ်တွေဖြစ်တဲ့ plus 669 450277707နဲ့ plus 669 468 93570ကိုဆက်သွင်းနိုင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။